င်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်မင်းအွန်လိုင်းရုရှားခေစဉ်ပြီးတရုတ်ထူးကိုစလဲမြန်မာပြည်ရောက်လာတဲ့အကြောင်းတင်ဆက်ပေးပါမယ်အာနာသိန်းစကောင်းဆောင်မင်းအွန်လိုင်းရဲ့ရုရှားနဲ့ဘီလာရုစ်နိုင်ငံခေစဉ်အပြီးတရုတ်နိုင်ငံရဲ့အာရှအရအထူးကိုစလဲမစ္စတာတင်ရှိကျင်းမြန်မာနိုင်ငံကိုလာရောက်ကြောင်းစစ်ကောင်စီနိုင်ငံသားအရဝင်ကြီးဌာနကထုတ်ပြန်ပါတယ်မစ္စတာတင်ရှိကျင်းကိုဒီကနေ့မလ10ရက်မနက်10:00နာရီမှာစစ်ကောင်စီဒုတိယဝင်ကြီးချုပ်နဲ့နိုင်ငံသားဝင်ကြီးတို့တွေ့ဆုံကြောင်းသိရပါတယ်တရုတ်နိုင်ငံအာရှအရအထူး ူကိုစလဲကမြန်မာနိုင်ငံရေးဖြစ်စဉ်များမှာအရေးပါသူဖြစ်ပြီး2022ခုနှစ်ဒီဇင်ဘာလ28ရက်ကမြန်မာစစ်ကောင်စီတာဝန်ရှိသူများနဲ့တွေ့ဆုံပြီးအာဏာသိမ်းစစ်ကောင်စီအနေနဲ့အကြမ်းဖက်ခြင်းလက်နက်နဲ့အင်အားသုံးတဲ့နှီးလန့်များကိုမတုံ့ပြန်နိုင်ငံရေးအခြေအကြောင်းလုပ်နေတဲ့နှီးလန့်ကိုအတုံပြုဖို့အပြန်အလှန်အားဖြင့်နိုင်ငံရေးထွက်ပေါက်ရအောင်ကူညီပြီးကြွေးမီနဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုပြန်လည်စဉ်းစားပေးသွားမယ်လို့ပြောဆိုခဲ့သူဖြစ်ပါတယ်။ အဲဒီနောက်2023ခုနှစ်ဖေဖော်ဝါရီလတတိယပတ်အတွင်းမှာမြန်မာနိုင်ငံမြောက်ပိုင်းရှိတိုင်းဒေသလက်နက်ကိုင်အချို့နဲ့တွေ့ဆုံပြီးကြားဖြတ်လုပ်ငန်းများနှိမ်နှင်းဖို့နေဆက်ဖြတ်ကျော်မှုကင်းများနှိမ်နှင်းဖို့ညွှန်ကြားခဲ့ပြီး NUG အစိုးရရဲ့ဝါရှင်တန်ရုံးဖွင့်မှုအပေါ်မနစ်ချိုက်ကြောင်းသဘောထားမှတ်ချက်ပေးခဲ့ပါတယ်။ဒါအပြင်2023ခုနှစ်ဖေဖော်ဝါရီလတတိယပတ်အတွင်းတရုတ်နိုင်ငံကုမင်းမျိုးမှ FPNCC အဖွဲ့ဝင်တချို့နဲ့ Mr. တင်းရှိချင်းထပ်မံတွေ့ဆုံခဲ့ပါသေးတယ်။အဲဒီနောက်2023ခုနှစ်အောက်တိုဘာလအတွင်းမြန်မာနိုင်ငံတော်လိုင်းဤသမိုင်းမှာအရှိ ေးပါတဲ့2029အစ်စစ်စင်ရေးပေါ်ပေါက်လာပြီးလက်ရှိအချိန်ထိတိုက်ပွဲများပြင်းထန်နေစဉ်ဖြစ်ပါတယ်။နိုင်ငံသုံးသက်သူရဲ့အဆိုအရတရုတ်နိုင်ငံကမြန်မာစစ်ကောင်စီရဲ့ရုရှားပေါ်ချဉ်ကပ်မှုတွေကိုသဘောမတူပဲတတိထားစောင့်ကြည့်နေရှိကြောင်းသိရပါတယ်။ဆက်လက်ပြီး NUG ထုတ်ပြီးတဲ့ပွဲလက်မှတ်ကို Nutri ပြန်ရမှာပါဝင်သူ ခုနှစ်ဦးကိုစစ်ကောင်စီစစ်ဆေးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ဆလဘီ NUG ထုတ်ပေးတဲ့ပွဲလက်မှတ်ကို Notary ပြန်ရမှာပါဝင်သူခုနအုပ်ကိုစစ်ကောင်စီဖမ်းဆီးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးဆိုရာ NUG ကထုတ်ပေးတဲ့ပွဲလက်မှတ်နဲ့ Arsova များပြည်တော်စု UAE နိုင်ငံဒူဘိုင်းမြို့မှာပညာဆက်လက်သင်ယူဖို့ကြိုးစားခဲ့မှုမှာပါဝင်ခဲ့သူခုနအုပ်ကိုဖမ်းဆီးအရေးယူထားကြောင်းစစ်ကောင်စီကမလ၁၀ရက်နေ့မှာထုတ်ပြန်ပါတယ်။မန္တလေးစေတက္ကသိုလ်ကနေ2020ပြည့်နှစ်မှာစေပညာပွဲလက်မှတ်ရခဲ့ပြီးတာဝန်ထမ်းဆောင်တာမရှိဘဲပြည်ပနိုင်ငံကိုတရားမဝင်ထွက်ခွာသွားတဲ့မက်ကီစင်ထွန်းဟာ2020 2024ခုနှစ်နိုဝင်ဘာမှာ NUG ရဲ့စစ်တပ်ကတူမန္တလေးကထုတ်ပြတဲ့စစ်ပညာပွဲလက်မှတ်ကိုရခဲ့တယ်လို့စစ်ကောင်စီကပြောထားပါတယ်။ NUG ကထုတ်ပြတဲ့ပွဲလက်မှတ်ကိုမက်ကီစင်ထွန်းကအရှံကုံမြို့မှာမြန်မာကနေအင်္ဂလိပ်ဘာသာကို note ပြန်ခဲ့ပြီးဒူဘိုင်းမြို့မှာပညာဆက်လက်သင်ယူဖို့ရှောင်ထားခဲ့ပါတယ်။ဒီပွဲလက်မှတ်ကိုတန်လျာရှိတာကြောင့်ဒူဘိုင်းမြို့မှာရှိတဲ့ The Data Flow Group Company ကအတည်ပြုပေးဖို့စစ်ကောင်စီကိုမလ၄ရက်နေ့မှာဆက်သွယ်လာတာကြောင့်စီစဉ်ရမှာတရားမဝင်ထုတ်ပြထားတဲ့လက်မှတ်ဖြစ်နေတာကိုတွေ့ရတယ်လို့စစ်ကောင်စီကပြောပါတယ်။ ိန်ဒါကြောင့် NUG ထုတ်ပေးတဲ့ပွဲလက်မှတ်ကို notary ပြန်အောင်ပါဝင်ပတ်သက်ခဲ့တဲ့မအီလက်လက်တွန်းအင်ဂျယ် online notary စာပေဦးစာနီလွင်ခေါ်လာပြီလာပြေဝန် notary ဆိုင်ပိုင်ရှင် ရှေ့နေလှဝင်ရွှေပြည်အောင် notary ဆိုင်ပိုင်ရှင်နဲ့မအီတီတာအောင် notary ဆိုင်ပိုင်ရှင်တို့၄ဦးကိုဖမ်းဆီးခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်ပါတယ် အလားတူ NUG ထုတ်ပေးတဲ့လက်မှတ်ကို notary ပြန်ဆိုထားတဲ့စာရွက်မှာလက်မှတ်ထိုးပေးရေးစစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန notary ဌာနစိတ်ရန်ကုန်ကဒုတိယညွှန်ကြားရေးမှူးအောင်ကျော်မိုးနဲ့လက်မှတ်ထိုးတဲ့ကိစ္စမှာပါဝင်ပတ်သက်ခဲ့တဲ့ရှုံးအောင်နိုင်နိုင်လက်နဲ့မောင်မောင်ချစ်စံဦးတို့ကိုလည်း ဖန်စီထားတယ်လို့ဆိုပါတယ်။ NUG ထုတ်ပေးထားတဲ့လက်မှတ်ကို Notary ပြန်ဆိုမှုမှာပါဝင်ပသက်ခဲ့သူတွေကိုထိရောက်စွာရင်းယူသွားမယ်လို့စစ်ကောင်စီကပြောထားပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလကလည်းမြန်မာနိုင်ငံသားចောင်းသူနှုတ်ဦးထိုင်းနိုင်ငံချူလောင်ကွန်တက္ကသိုလ်မှာ ကြောင်းတက်ဖို့ NUG ထုတ်ပြီးရဲ့ဘွဲ့လက်မှတ်ကိုနှုတ်ထွေပြန်ပေးခဲ့တဲ့ရှန်ကုံမျိုးကတော့ကိုဖမ်းဆီးခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးတင်းမာမှုတွေရှော့ချရင်ညှိနှိုင်းဖို့ KIO နဲ့ TNL သဘောတူတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကချင်လွတ်မြောက်ရေးဖွဲ့နဲ့တန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL တို့ကြောင့်တင်းမာမှုတွေကိုညှိနှိုင်းဖြေရှင်းမယ်အကြောင်းနှစ်ဖက်တာဝန်ရှိသူတွေကပြောလိုက်ပါတယ်။ကုတ်ခိုင်မျိုးက KIO ဆက်ဆံရေးရုံးနဲ့တပ်ဖွဲ့ဝင်တွေကို TNL ဖွဲ့ကဖယ်ရှားလိုက်ပြီးရဲ့နောက်လူမှုကွန်ရက်စာမျက်နှာမှာအပြန်အလှန်ဝေဖန်တိုက်ခိုက်တာတွေလည်းရှိနေကြတာပါ။ တိုင်းသားလက်နက်ကိုင်တဖွဲ့ကြားတင်းမာမှုနောက်ဆုံးအခြေအနေကိုသတင်းပေးပို့ထားတာပါပြီးခဲ့တဲ့တောက်ကြံညနေပိုင်းကပလောင်ပြည်နယ်လူမျိုးရေးတပ်ဦး PSLF DNL တင်ပိုက်ထားတဲ့ကုတ်ခိုင်မျိုးရှင် KI ကိုဆက်ဆံရုံနဲ့ကုတ်ခိုင်မျိုးကိုဝင်ရောက်လာတဲ့ KI တပ်ဖွဲ့ဝင်တွေကို DNL တပ်ဖွဲ့ဝင်တွေကဖယ်ရှားပြီးနှစ်ဖက်ကဘက်ကိုပို့ဆောင်ခဲ့တာပါဒီလိုနှစ်ဖက်တင်းမာမှုတွေဖြစ်လာတာကိုလောလောဆယ်မှာရှီတန်းကတာဝန်ရှိသူအချင်းချင်းညှိနှိုင်းနေပြီးနှစ်ဖက်ဗဟိုအချင်းချင်းဆက်လက်ညှိနှိုင်းသွားဖို့ရှိကြောင်း KIO ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကပြောပါရယ်အခုလောလောဆယ်တော့ EDD တာကန်ရှေ့တန်းကလူအချင်းချင်းညှိနှိုင်းတာကတော့ရှိပါရယ်တခြားဗဟုအစင်းနဲ့အဲ့ဒီကိစ္စနဲ့ပတ်သက်လို့တီးခြားညှိနှိုင်းတာတော့မရှိသေးပါဘူးဒါပေမဲ့ကျွန်တော်တို့ KIO ဗဟုနဲ့ TNN လေးဗဟုအချင်းချင်းပေါ့နော်အရင်ကလည်းကျွန်တော်တို့ညှိနှိုင်းတာရှိတယ်အခုလည်းဆက်ပြီးတော့မှညှိနှိုင်းဖို့ကတော့ရှိပါရယ်ဒါပေမဲ့အခုလောလောဆယ်ကတော့ညှိနှိုင်းတဲ့အစင်းကတော့မရှိသေးဘူးနှစ်ဖက်ကတော့ပြင်ဆင်နေတဲ့အနေအထားလောက်ပဲရှိပါရယ် TNN လေးရဲ့ပြောရေးဆိုခွင့်ရှိသူလူကြီးဦးကလည်းကုတ်ခိုင်မျိုးအရေးခင်းတဲ့ပတ်သက်ပြီးနှစ်ဖက် ဟုခြင်းညှိနှိုင်းသွားမှာဖြစ်ကြောင်းပြောပါရယ်အချင်းချင်းဖြစ်ပွားနေတဲ့ပေါ်တိုင်မှုတွေအငင်းပွားမှုတွေကိုလူထုတွေအနေနဲ့ကတော့စိုးရိမ်စရာမရှိပါဘူးကျမတို့ဘက်ကတော့ဒါတွေကိုနိုင်ငံရေးတွေ့ဆုံဆွေးနွေးညှိနှိုင်းနည်းလမ်းတွေကျမတို့ဆောင်ရွက်မှာဖြစ်ပါတယ်ကျမတို့ KIA ဘဟုနဲ့ TNL ကြားမှာဘဟုချင်းတွေ့ဆုံဆွေးနွေးပွဲပြုလုပ်ဖို့လည်းကျမတို့ကြိုးပမ်းနေပါတယ် KIA နဲ့ TNL တပ်ဖွဲ့တွေကြားတင်းမာမှုတွေဖြစ်တဲ့သတင်းကိုမီဒီယာတွေမှာဖော်ပြလာတဲ့အခါနှစ်ဖက်ပြည်သူတွေကြားအပြန်အလှန်ဝေဖန်တိုက်ခိုက်တာတွေရှိခဲ့ပါတယ် ဗိုလ်မှူးကြီးနော်ဘူးကတော့မဖြစ်တဲ့ကိစ္စတွေမဖြစ်ရအောင်အမုန်းစကားတွေရှောင်ကျဉ်ဖို့အခုလိုတိုက်တွန်းထားတာပါအခုအဲ့လိုမျိုးအချိန်ကာလမှာတော့ကျွန်တော်တို့ဘက်ကပြည်သူလူထုတွေနှစ်ဖက်ကအွန်လိုင်းသမားတွေနှစ်ဖက်ကကျွန်တော်တို့တပ်ဖွဲ့ဝင်တွေအားလုံးလည်းအချင်းချင်းအမုန်းစကားတွေပေါ့ hate speech လို့ခေါ်မှာပေါ့အမုန်းစကားတွေခုချိန်မှာတော့အတော်တတိထားဖို့အရေးကြီးပါတယ်အဲ့ဒါတော့မဖြစ်တဲ့ဟာတွေကိုဖြစ်စေရဲစကားတွေပေါ့နော်ဒါကတော့ခုချိန်မှာတော့ရှောင်ဖို့လိုပါတယ်လို့ကျွန်တော်ကပြောလိုပါတယ်လို့ပြောပါတယ်ဆက်လက်ပြီး ICC ဝန်ထမ်းထုံရင်အဖမ်းခံဖို့အသင်ရှိကြောင်းဖိလစ်ပိုင်သမ္မတ ဟောင်ဒူတာတီတုံ့ပြန်တဲ့ကြောင်းတင်ဆက်ပေးပါမယ်။နိုင်ငံတကာရာဇဝတ်မှုကုံရုံး ICC ကဖမ်းဝရမ်းထုတ်မယ်ဆိုရင်အဖမ်းခံရဖို့အသင့်ရှိကြောင်းဟောင်ကောင်မှရောက်နေတဲ့ဖိလစ်ပိုင်သမ္မတဟောင်ကပြောပါရယ်။သမ္မတတာဝန်ယူစဉ်မူရင်စေဝါနှိမ့်နေတဲ့စစ်စင်ရေးတွင်လူထောင်နဲ့ချီတပ်ဖြတ်ခံရတဲ့အပေါ် ICC ကဖမ်းဝရမ်းထုတ်ဖို့ကြိုးပမ်းနေတဲ့တရင်တွေထွက်ပေါ်နေချိန်မှာအခုလိုပြောလိုက်တာပါ။ရာဇဝမှုတွေတိုက်ဖြတ်မှုအတွက်ထင်ရှားတဲ့မျိုးတော်ဝအဖြစ်ကနေမူရင်စေဝါနှိမ့်နေရေးမဲဆွယ်စည်းရုံးမှုတွေနဲ့ရွေးကောက်ပွဲမှာအနိုင်ရပြီး2016ခုနှစ်မှာသမရဖြစ်လာတဲ့ ဒူရာဒလက်ထက်မှာမူရင်စေဝါမှုနဲ့လူပေါင်းထောင်ချီတက်ဖြတ်ခံရပါတယ်လက်ရှိသမရရေယုံကတော့နိုင်ငံတကာတပ်ဖွဲ့အင်တာပိုကတရားဝင်ဆက်သွယ်လာတာမျိုးမရှိသေးပေမဲ့ဒူရာဒကိုဖမ်းဆီးလွှဲပြပေးနိုင်တယ်လို့ပြောပါတယ်နိုင်ငံတကာရဲတပ်ဖွဲ့အင်တာပိုကဖမ်းဝရမ်းနဲ့တောင်းခံလာခဲ့ရင်ဥပဒေနဲ့ညီလိုက်နာဖို့အစင်သင်ရှိရလို့လေသမရယုံပြောရေးဆိုခွင့်ရှိသူကပြောပါတယ် ICC ဖွဲ့ဝင်မဟုတ်တဲ့တရုတ်နိုင်ငံရဲ့လက်အောက်ခံဟောင်ကောင်ကျောမှာတမရဟောင်ဒူတာတေဘလောက်ကြာကြာဆက်နေနိုင်မလဲဆိုတာကတော့လက်တလောရှင်းရှင်းလင်းလင်းမသိရသေးပါဘူးဒူ တာတင်ကဖိလစ်ပိုင်အလုသမားထောင်ပေါင်းများစွာတက်ရောက်တဲ့စီးယုံလုံရှာမှုပွဲမှာမိန့်ခွန်းပြောဖို့ဟောင်ကောင်ကိုရောက်နေပြီးလာမယ့်ဖိလစ်ပိုင်ကြားပြတ်ရွေးကောက်ပွဲမှာအထက်လွှတ်တော်အမတ်လောင်းနေရာတွေအတွက်ထောက်ခံမှုတိုးလာဖို့လည်းမျှော်လင့်ထားတာပါတမရာဟောင်းဒူတာတင်ကတော့တိုင်းပြည်နယ်လူမျိုးတွေလုခဲ့တာသာဖြစ်ပြီး ICC ကဖန်ဝရန်ထုတ်ခိုင်းရင်အဖမ်းခံဖို့အသင့်ရှိရလို့စီးယုံရေးမိန့်ခွန်းမှာပြောခဲ့ကြောင်းသတင်းမှာဖော်ပြပါရှိပါတယ်ရှင်